မင်္ဂလာပါရှင်။အာဒီနေ့သင်ခန်းစာလေးကတော့ ASM မှာ easy using drag and drop in ASM ပေါ့နော်။ ASM မှာ drag drop လို့လုပ်မလဲ။ဒါလေးကိုတချို့ဝင်မြပေးသားမှာဖြစ်ပါရဲ့ရှင်။တချို့ကတော့ကွန်ပျူတာကွင်းရဲ့ founder trainer ဒေါ်နန်ကျော်ခံဖြစ်ပါရဲ့ရှင်။အဲ့တော့ဆက်ကြည့်လိုက်ရအောင်နော်။ အဲ့တော့ drag and drop ကိုတချို့တော့ကအလွယ်ကူဆုံးနည်းလမ်းနဲ့ဆိုလို့ရှင်တော့တော်တော်များများသိထားတဲ့အပိုင်းဒီ copy page ပေါ့နော် copy ကုမဲ့အာပေးချမယ်ပေါ့ဒါကတော့ကျွန်တော်တော်တော်များများသိထားပြီးသားပါတခါတလေကျရင်ကျွန်တော်တို့ကလိုအပ်တဲ့ data ကြီးမှာ copy page မသုံးခြင်းဘူးနော်မြန်မြန်ဆန်ဆန်နဲ့အသုံးပြုခြင်းနဲ့ဆိုလို့ရှင်ကျွန်တော်ဒီ bound line လေးပေါ်မှာ ကျွန်တော်မောက်လေးကိုအဲရှိဖြစ်ပြီးတော့ဗောနော်ဆွဲလိုက်တဲ့အခါမှာကျွန်တော်ကဒါဘာဖြစ်သွားလဲဆိုလို့ရှိရင်တိပယ်တယ်ဆိုလို့ရှိရင်เนาะဒါရွှေ့သွားတယ်ဗောနော် drug ဖြစ်သွားတယ်အဲ့တော့ drug ဘန်တော့လုပ်တဲ့အခါမှာအာနောက်ထပ်နည်းလမ်းလေးတစ်ခုကကျွန်တော်ကျွန်တော်ကအာ control လေးကိုဖိပေါ့နော် control လေးကိုဖိပြီးတော့ဒီမြောင်အဖြူလေးမှာ plus sign ကြီးပေါ်လာတဲ့အခါမှာကျွန်တော်ကဒါ copy ဖြစ်ပါတယ် လက်လေးမှတ်ပေးပေါ့နော်ဇလတ်မှတ်ပေး control လေးကိုဖိပြီးကျွန်တော်ဆွဲလိုက်ပါဒါဆိုရင်ကျွန်တော်က copy ဒါ copy ဆွဲတာပေါ့နော်ဒီလိုလေးတုံးလို့ရတယ်အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော် right mouse လေးနဲ့ဆွဲပေးနော် right mouse လေးနဲ့ဆွဲပေးဇလတ်လေးမှတ်လိုက်ပဲ right mouse လေးနဲ့ဆွဲမယ်အဲ့ဒီမှာလာပြီ mode here လာ copy here လာဒီမှာ copy here as value only လား ဒါမှမဟုတ် format only လား link here လားเนาะဒီနေရာမှာ link here သွားလို့ရတယ် create create link hyper hyperlink here သွားလို့ရတယ်အဲ့တော့အဆုံးမှာပဲဒီထဲမှာအများကြီးပဲဟောကျွန်တော်ကဒီမှာ copy here as value only ဆိုလို့ရှိရင်ကျွန်တော်ကတန်ဖိုးတိတ်မှပါတယ် far format မှာမပါဘူးဒီမှာ date format တွေလည်းမပါဘူးသူ့ကိုထည့်လိုက် color format တွေအာဒီ format ဒီ format font format တွေကျတော့ပါမလာဘူး number format တွေကျတော့ပါမလာဘူးပေါ့နော်အဲ့တော့ drag and လောက်တဲ့အခါမှာဒီ ီလန်လေးတွေကိုတည်ထားရဆိုလို့ရှိရင်လုံအောင်ကမှပြင်းပြင်းဆန်ဆန်အသုံးပြုလို့ရသားမှာဖြစ်ပါလေရှင်။ဒီချက်ကတော့ကွန်ပျူတာကွင်းရဲ့ founder and trainer ဒေါ်နန်ချောက်ကဖြစ်ပါတယ်။ဒီလိုမျိုးလုပ်ငန်းကွင်းအတွက်အကျိုးရှိပြီးတော့နေ့စဉ် usage daily usage ဖြစ်နေတဲ့လွယ်ကူမြန်ဆန်ဆန်နီလန်လေးကိုနောက်ထပ်နောက်ရက်သင်ခန်းစာတွေမှာထပ်ပြီးတော့ပြရပေးသားပါမယ်ရှင်။ဒီချက်ရဲ့ TikTok နဲ့ Facebook နဲ့ YouTube အကောင့်လေးတွေကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့နော်။အချက်ကွန်ပျူတာကွင်းအာ page name ရတော့ကွန်ပျူတာကွင်းပေးပါ Twitter မှာလည်းကွန်ပျူတာကွင်းပါမယ်နော်။အတူတူပါပဲနော်။အဲ့တော့ဒီချက်ရဲ့ဒီလိုမျိုးအကျိုးရှိတဲ့သင်ခန်းစာတွေကိုထပ်ထပ်ပြီးတော့လေ့လာကြတယ်ဆိုရင် page လေးကနေပြီးတော့ကျူဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။